္ဂလာပါရွှေရမပြန်နေကြိုးစားလိုက်ပါရယ်ဒီနေ့တော့ကမ္ဘာအကြီးဆုံးလို့ဆိုရမယ့်စစ်ဖက်ဆိုင်ရာတေယူပို့ဆောင်ရေးလေယာဉ်ကြီးတွေကိုဝင်ကြည့်ကြရအောင်ပါဆိုတော့စိတ်ပါဝင်စားသူမိတ်ဆွေများအနေနဲ့အဆုံးထိလိုက်မှာကြည့်ရှုပေးကြဖို့တောင်းဆိုပါရစေကျွန်တော်တို့ရွှေရမအခုလို့စစ်ဖက်ဆိုင်ရာအကြောင်းအများစစ်လက်နက်ပစ္စည်းများအပြင်အခြားသောဘုဒ္ဓရဆိုင်ရာအကြောင်းအများကိုကြာဝေစူးစီးတင်ဆက်ပေးနေတဲ့ကိုဖြီဆိုးပဲဖြစ်ပါရယ်ဒါကတော့ Civic Classic တေယူပို့ဆောင်ရေးလေယာဉ်ပဲဖြစ်ပြီး MI Abram တင်ကား2စီးကိုတင်ဆောင်နိုင်မှုတွေပြင်ဆင်နေတာပဲဖြစ်ပါတယ် ီလီဗီယံဝန်သမရနစ်စင်လက်ထက်ကလေးကတင်ကားတွေတည်ဆောင်မှုအတွက်အသုံးပြုနေတာဖြစ်ပြီးနောက်ထပ်နှင်း90ကျတဲ့အချိန်ယနေ့ချိန်ထိ၎င်းနေရာကိုအခြားဘဲရာကမှအစထိုးအသုံးပြုလို့မရသေးကြောင်းသက်တည်ပြနေတာပါ၎င်းရဲ့ခေါင်းဝိုင်းကိုပုံကိုလှမ်းပြီးပုံလင်နိုင်တဲ့ဝင်ပေါက်ဖြစ်ဖန်တီးထားတာပါ၎င်းဝင်ပေါက်ကအနံစကိုးပေနဲ့အမြင့်စသုံးပေရှိပါတယ်ဆိုတော့မျိုးရင်းပြည့်စွဲနေတဲ့ဘတ်စကားတစ်စီးကိုအသားလေးဝင်ဆန်းနိုင်စေပါတယ်၎င်းရဲ့အပေါက်ခေါင်းသိမ်းနိုင်တဲ့ခေါင်းပိုင်းကကုံပြည့်တင်ထားတဲ့ဆက်ရှိပိန်ကတစ်စီးရဲ့အလေးချိန်အောင်ရှိနေပြီး၎င်းကိုတံမြင့်ရဖြတ်တဲ့နေရာမှာသုံးတဲ့အားနဲ့တူတဲ့ဟိုက်ဒရိုလစ်နစ်ကိုတက်ဆင်ထား ားတာပါ။၎င်းဟာတချို့သောတုံ့ဝင်တုံးတွေနဲ့ဘာချီရဲရင်တွေပါဝင်အမေရိကန်ရဲ့ဘလူးစစ်ဖက်ဆိုင်ရာအစိပ်ပိုင်းမျိုးကိုစုံစမ်းဆောင်နိုင်မှုတွေဒီဇိုင်းထုတ်ထားတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဝင်မောက်နဲ့မကားဘူးဆိုရင်တော့ဆိုပါဝင်မောက်ကကျဲလာမှာတော့မဟုတ်ပါဘူး။သူလိုတာကဝင်မောက်နဲ့ကားနဲ့ဘယ်လိုအရာမျိုးကိုမစိုးတင်ဆောင်နိုင်တယ်လို့ပြောတာပါ။ကုန်နေနိုင်တဲ့ကျမ်းမြင်ကမြေပြင်ကနေဆေးပေးကွာမှတရှိနေပြီးကုန်ပစ္စည်းတင်ဆောင်နိုင်ဖို့ဝင်မောက်တိုင်းမှာရှော့ဆော့တစ်ခုတက်ဆင်ထားပါတယ်။တန်80လောက်လေးတဲ့တင်ကားတွေဟာစူပါရှော့ဆော့ဝင်မောက်တွေကနေပြီးတော့လေယာဉ်ပေါ်တက်တဲ့အချိန်မှာမတ်ဆောက်လုံးလာကြအောင်တော့ပြန်ရှော့ချတာတွေဖြစ်တတ်ပါတ ယ်အဆိုပါပြဿနာကိုဖြေရှင်းဖို့အတွက်တခြားကုန်တွေလည်းရင်တွေမလုံနိုင်တဲ့စွမ်းရည်တစ်ခု C5 Gracie မှာရှိပါတယ် ဒါကတော့လေယာဉ်စင်းသက်ကီယာကိုအလုပ်လုပ်စေတဲ့ hydraulic engine ကိုအသုံးပြုပြီးတော့လိုအပ်တဲ့အနေအထားတစ်ခုကြီးရောက်အောင်နှိမ့်ချလိုက်နိုင်တာပါ။လေယာဉ်ဥပိုင်းကနေတဆင့်တင်ဆောင်နိုင်မှုတွေပင်မစင်းသက်ကီယာတစ်ခုကနေအောက်ကိုနှိမ့်စင်းလိုက်တဲ့အချိန်မှာနောက်တစ်ခုကအပေါ်ကိုပွင့်တက်လာတာမျိုးပါ။ကုန်တင်နေစဉ်မှာလေယာဉ်ကဝင့်နေသလိုပဲဖြစ်နေတာပါ။အခုလိုမျိုးအောက်ကိုနှိမ့်ပေးနိုင်တဲ့စွမ်းရည်ကကုန်တင်ကြမ်းမြင့်ကိုဆယ်ပေးပြင်းနောက်ကနေ၃ပေတောင်အမြင့်အထိနှိမ့်ချပေးနိုင်ပြီးကုန်တင်လျှော့ဆောင်ရဲ့မြန်မာနေပြည်ကိုတိတိတသားလျှော့ချပေးပါရယ်။အတွင်းပိုင်းကုန်တင်ကန်းကိုကြည့်မယ်ဆိုရင်တော့၁၂၁ပေကျဲတဲ့ကြမ်းမြင့်ရဲ့ကိုတွေ့မြင်ရမှာဖြစ်ပြီး Range Rover ရဲ့ပထမဦးဆုံး ုံပြန်တမ်းမှုတစ်ခုလုံးဟာအဆိုပါလေရင်ရဲ့အလျားလောက်ပဲရှိပါတယ်။ကျမ်းမြတ်တစ်ခုလုံးကိုယထာတန်လန်းပုံစံလမ်းကြောင်းတွေနဲ့လက်မ20ချားတစ်ခုစီတက်ဆင်ထားပါတယ်။ဒါ VNS စစ်ပွဲတွေကတည်းကစံပြုတ် တတ်မှတ်ထားတဲ့ Police စနစ်ပဲဖြစ်ပါတယ်။အဆိုပါတန်လန်းတွေချားထဲမှာချီနှောင်လို့ရတဲ့ကွင်းပေါင်း6336ကွင်းတက်ဆင်ထားပြီးတစ်ခုချင်းစီကရွက်လင်ငယ်တစ်စီးတော့ကိုထိန်းနိုင်လောက်တဲ့အထိခိုင်မာပါတယ်။ဒီလိုထူးခြားတဲ့စွမ်းရည်တွေကြောင့် Cfa Galaxy ဟာသူတို့မရှိလို့မဖြစ်တယ်လို့မျိုးအသုံးတင်နေတာပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ဒီနေရာမှာ data သားတွေကကွန်ပျူတာတွေကိုချစ်ဖက်ဝင်ဘက်ကနေတင်ဆောင်နေတာကိုတွေ့ရှိရ မှာပါလေရင်ပေါ်တင်ဆောင်နေတဲ့ယင်တွေဟာအရှိတ်ကနေတင်ဆောင်ပြီးအနောက်ဘက်ကနေပြန်လှည့်စရာမလိုပဲလေရင်နောက်ဘက်ခြမ်းကနေတခါတည်းဆင်းလို့ရအောင်ဒီဇိုင်းထုတ်ထားတာပဲဖြစ်ပါတယ်ပီယန်နာစစ်ပွဲဒီကာလတွေတုန်းကတင်ကားတွေကိုလေရင်အင်ဂျင်လဲနေစဉ်တွေမှာပဲတင်ဆောင်ကြပြီးယနေ့ချိန်မှာတော့ပုံပုံကောင်းမွန်တဲ့ကုန်တင်စနစ်တွေနဲ့လှုပ်ဆောင်နေကြတော့လဲအဆိုပါစွမ်းဆောင်ရည်ဟာကြံနေစဲလို့ပြောလို့ရပါတယ်ဒါပေမဲ့လည်းမိဖို့ကြောင့်ကအမိုက်ပုံးတစ်ခုလိုမျိုးစုပြုံတင်တာမျိုးတော့လုပ်လို့မရပါဘူးဒီလိုတင်ဆောင်လိုက်တာကြောင့်လေရင်ရဲ့တည်ငြိမ်မှုပေါ်ဆိုးရွားတဲ့တဲကြောင့်မှုတွေဖြစ်ပေါ်စေပါတယ်ဒါကြောင့်မို့ကုန်တင်ဆောင်ရည်အတွက်ရိုင်းညီနောင်တို့တော့အံ့ဩတော့ခြင်းမဲ့ ။လေယာဉ်ပြန်သန်းမှုကိုဟန်ချန်ညီအောင်တွက်ချက်ပေးတဲ့ Tuflet Software တစ်ခုကိုသုံးပါရယ်။ဒါဆိုရင်ဘိုဟိုကတီးကြတဲ့အကွာအဝေးတွင်ရှိနေရမှာဖြစ်ပြီးအဲ့ဒီလိုမဟုတ်ရင်အဆိုပါလေယာဉ်ကကောင်းစွာပြန်သန်းနိုင်တော့မှာမဟုတ်ပါဘူး။အိတ်ဆွေတို့ရဲ့လက်ပေါ်မှာခဲတံတစ်ချောင်းကိုဟန်ချန်ညီအောင်ထိန်းကြည့်လိုက်ပါ။အဆိုပါခဲတံတစ်ချောင်းဝင်ဆိုကြပါစို့။၎င်းဟာအလေးချိန်ပေါင်9သိန်း2000ရှိပြီးဝဟင်အထက်ပေ4000မှာပြန်သန်းရမှာဖြစ်တာကြောင့်ကုန်တင်ထားတဲ့တန်တွေဟာအရှိဘက်ကို2ပေရောက်နေရင်အလေးချိန်ကြောင့်လေယာဉ်ကောင်းပိုင်းကပြန်တက်နိုင်တော့မှာမဟုတ်သလိုနောက်ဘက်ကို2ပေကရောက်နေရင်လည်းလေယာဉ်မှုတွေဟာတည်ငြိမ်ဖို့အတွက်ထိန်းချုပ်ရခက်ခဲသွားစေမှာပါ။ ဒါဟာလေယာဉ်နဲ့ပတ်သက်ပြီးဟန်ချက်ညီအောင်လုံဆောင်ရတဲ့အခြေခံသဘောတရားပဲဖြစ်ပါတယ်။ပထမဆုံးတန်84တဲ့အေဗရန်တင်ကားတစ်စီးဟာလေယာဉ်ပေါ်စတင်တက်လာတဲ့အချိန်မှာအလူမီနီယံအောက်ခင်းပြပေါ်တဖြည်းဖြည်းချင်းလှိမ့်တက်လာပြီးအင်ဂျင်ဆက်ရက်လိုက်တဲ့အချိန်မှာတော့လေမူရန်6ဦးကတအူးကိုပေါင်2500လောက်အထိခံနိုင်တဲ့ကျိုးတွေနဲ့ချီနောက်လိုက်ပါတယ်။အကန့်တစ်ခုချင်းစီအတွက် ဂျိုးပေါင်း40လောက်သုံးပါတယ်။ပိုင်ထသလိုတုံခွာမှုတွေဟာစွမ်းငင်အားတွေကိုအစာပေါင်းများစွာဖြစ်စေတာကြောင့်ဒီလိုခိုင်မာအောင်လှုပ်ဆောင်ရတာပဲဖြစ်ပါတယ်။ဆိုပါဂျိုးတွေမခိုင်ငံ့ရင်တော့အင်ကားဟာလေးရင်ပေါ်မှာသကောတဲ့ဈေးပြူတီထက်လှိမ့်နေသလိုဖြစ်နေပါတော့သိကြပါတယ်။မောက်ကုံမျိုးစီးတစ်ခုတင်ဆောင်လိုက်တဲ့အချိန်မှာတော့ကြမ်းပြင်ဟာ6လက်မလောက်ကိုညွတ်သွားပါတယ်။မိတ်ဆွေတို့ရင်ကြမ်းခင်းတွေမှာအခုလိုဖြစ်ချင်မှာဖြစ်မှာဆိုပေမဲ့ Glassy ရဲ့အောက်ခင်းကြမ်းတွေကတော့အခုလိုအစာကိုမျိုးနေတဲ့မွေးတွေကောင်လို့ကိုးနိုင်ဖို့အတွက်ဒီဇိုင်းထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။နိုင်ရတဲ့လျှောက်နန်ရိုးတွေလိုလုပ်ထားတာကတမင်လှဆင်ထားတာမဟုတ်ပါဘူး။၎င်းတို့ကပြန်တန်းနိုင်ဖို့အတွက်ဒဇွဲအားဖြန့် ပြုမှုတည်ရှာစေဖို့အတွက်ပေါင်၂300000လောက်ရှိတဲ့အလေးချိန်အားတွေကိုတောင်ပံတွေစီကိုတက်ရောက်အောင်လုပ်ပေးကြပါတယ်။တင်ဆောင်ရမယ့်ကုန်ပစ္စည်းအလုံးကိုတည်ရှာတင်ဆောင်ပြီးတာနဲ့လင်းရဲနှုတ်သီးကိုပြန်ချလိုက်ပါတယ်။ဒါပေမဲ့တကယ့်စင်ကုန်မှုကမိတ်ဆွေတို့သာဒီပေါင်၂300000လောက်အလေးချိန်ရှိတဲ့လေရင်ကြီးကိုပြန်တန်းမောင်းနိုင်နိုင်ဖို့အတွက်ဆိုအထက်ပေါင်း၃တပ်ကိုတက်ရမှာဖြစ်ပါတယ်။လေရင်မှုခန်းကိုတက်ရတာဟာပြန်တန်းနေတဲ့ရုံးခန်းအဆောက်အုံရဲ့အပေါ်ဆုံးထပ်ကိုတက်ရတာနဲ့အတူတူပါပဲ။လေရင်မှုခန်းကိုပေါ်ထက်မှာနေရာချထားရတာကတော့ကုန်တင်ရဖို့အတွက်လေရင်ရှိဘက်ကိုဖွင့်လိုက်တဲ့အခါတကားနဲ့လေရင်မှုခန်းက ကလွတ်နေရမှာဖြစ်ပါတယ်။အဲ့ဒီလိုမဟုတ်ရင်တကောက်ဖွင့်လိုက်တဲ့အချိန်မှာလေရင်မှုတွေကိုတွဲလောင်းခုန်နေသလိုဖြစ်နေစေမှာပါ။အဆိုပါလေရင်ဟာတကယ်ကိုကြီးမားပါတယ်။၎င်းဟာလေရင်ပြေးလန်းတစ်ခုပေါ်မှာတစ်ခါပြန်သတ်မှုလို့တိုင်းခက်မီလေးကြောင်းလိုင်းတစ်ခုရဲ့ပြန်သတ်မှုခီးစဉ်ဆိုတာနဲ့ NASA ရဲ့ပြန်သတ်မှုမစ်ရှင်တစ်ခုနဲ့ပိုတူနေပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းကတော့ပြည်မီလေရင်တွေကတော့ digital စနစ်တွေပြောင်းသွားပေမဲ့ C5 Galaxy မှာတော့၎င်းရဲ့ analog အရန်တွေကိုဆက်လက်ထားရှိတာကြောင့်ကွန်ပျူတာထိန်းချုပ်မှုတွေက၎င်းတို့ကိုကမ္ဘာရဲ့ဘယ်နေရာကိုမဆိုဝေးလံတဲ့နေရာတွေထိတောင်ကိုပစ္စည်းတွေတည်ယူပို့ဆောင်နိုင်ဖို့အတွက်ဘယူဆိုင်နေမှာမဟုတ်ပါဘူး။လေယာဉ်မှုခန်းမှာလေယာဉ်မှုယာတူ perfect လေယာဉ်မှုနဲ့ပြန်လည်မှု engineer ဆိုတဲ့အရာရှိသုံးမှုရှိပါတယ်။အကြောင်းကတော့ Galaxy ရဲ့လူသားတွေထိန်းချုပ်ရတဲ့ထိန်းချုပ်ရေးစနစ်တွေကလူနှုတ်ဦးထိန်းချုပ်ဖို့ဆိုတာထက်များနေလို့ပါ။ 1980ပြည့်နှစ်လောက်တွေကစတူဒီယိုစတိုးဆိုင်တစ်ခုတည်းကလူတယောက်လိုပါပဲခလုံများစာကစ်ဘရိတ်ကာများနဲ့တိုင်းထွားရေးကိရိယာတွေကိုတက်ဆင်ထားတဲ့နိုင်ရွံတွေကိုမျက်နှာမူပြီးလေးမှုခန်းနောက်မှာထိုင်းရပါတယ်ပိုင်လွန်ရဲ့ထိ ंछ ုပ်ရေးလက်ကင်ကတော့ရေစရာကောင်းလောက်အောင်သေးငယ်လာပါတယ်ပြောရရင်အပျော်စီးသမောပုံကိုပကံများတစ်ချက်တင်ထားသလိုပါပဲဒါပေမဲ့ဆက်ပိုင်းဆိုင်ရာတွေနဲ့တော့တက်ဆိုင်မှုမရှိပါဘူးဒါကတလက်မလောက်လှုပ်လိုက်ုံနဲ့လူများစုနေထိုင်လောက်တဲ့တိုက်ခန်းတစ်ခုကိုဆွဲမနိုင်လောက်တဲ့ချွေရှားမှုထွင်းချုပ်ရေး hydrolysis နဲ့ပဲဖြစ်ပါတယ်။လင်းရဲ့ပေပိုင်းတင်စတူရန်ပေ ောက်နေရာရှိပါတယ်။ elevator တွေကဆက်စနာတစ်ခုလုံးအတွက်တစ်ခုစီတခြားတက်ဆင်ထားပါတယ်။စိတ်ဝင်စားစရာကောင်းတာနောက်တစ်ခုရှိပါသေးတယ်။လေရင်ရှိပိနဲ့နောက်ဘေးရင်အကွာဝေးကပေ130ရှိတာအတွက်ကြောင့်ဒီလေရင်မောင်းဖို့အတွက်စဉ်းစားရမှာဖြစ်ပါတယ်။မိတ်ဆွေတို့အိမ်နဲ့တလန်းကျော်လောက်နေရာမှာနောက်ဘေးကရှိနေပြီးမိတ်ဆွေတို့ကလမ်းတစ်ဖက်ကနေမောင်းနေနေရသလိုဖြစ်နေပါပါ။ပြန်နှံ့မှုတစ်ကြိမ်စာအတွက်ပြေးလမ်းပြီး8400လိုအပ်ပါတယ်။ ဟာလေရင်ကောင်းကင်ပေါ်တက်ဖို့အတွက်ဒေသအရှိ1.6မိုင်လိုအပ်တာပဲဖြစ်ပါတယ်။ညံနှုံးတွေကိုတရားစာတွက်ချက်ထားပြီးညံနှုံး120နော့ကပုံသေးသတ်မှတ်လို့ရပါတယ်။ဒီထဲမှာရတတ်မှုတွေတော့လုံလောက်ပါဘူး။ ်လေးမှုဟာအမြန်နှုန်း140တော့အရောက်မှာဒီယာကိုနောက်ဘက်ဆွဲလိုက်ပြီးအမြန်နှုန်း155တော့အရောက်မှာတော့ပြန်သက်ဖို့ဆင်းသင့်ဖြစ်ပါပြီလေးမှုဟာလေးချိန်ပေါင်း9200ကိုတင်ဆောင်နိုင်ဖို့အတွက်တောင်းဝပေါင်း38200ကိုတွန်းတင်လိုက်ပါတယ်အင်ဂျင်တစ်ခုချင်းစီကတမိနစ်မှာလောင်စာစီဂါလန်400ကုန်ပါတယ်ဒါမိတ်ဆွေတို့ရဲ့ကားစီယိုတွေကို2မိနစ်တစ်ချိန်လောက်အပြည့်ဖြည့်ပြီးနိုင်လောက်တဲ့ပမာဏပါ Galaxy ရဲ့အရှင်ဟာတဖြည်းဖြည်းတက်လာခဲ့ပြီးနောက်လေးရင်ဥပိုင်းက73ဒီဂရီလောက်မြောက်တက်လာပြီးမဲ့လေးရင်နောက်ဘက်တွေကတော့ပြေးလန့်နဲ့ထိနေသေးပါပဲလေးရင်ဥပိုင်းကဘိုကိုတက်နေပြီးတန်တဲ့အမိပိုင်းမှာရှိတဲ့ပ မာဘိန်းတွေကလဲပတ်နေပြီးဇက်တိုက်တွန့်တင်နေတော့မှာပဲ။လရင်ရှေဘိန်းတွေရဲ့နောက်ဖက်ပေ130အကွာကနောက်ဘိန်းတွေပေါ်မှာဟန်ချက်ချင်းချင်းနဲ့45ကြာလောက်အမတ်ရက်ပြီးပြည့်နေပြီးတဲ့နောက်ပေါင်တန်းရဲ့၄ပုံ၃ပုံလောက်အလေးချင်းရှိတဲ့လရင်ကြီးဟာပြန်တက်နိုင်ဖို့အတွက်အဆင်သင့်အနေထားရောက်ရှိနေပါပြီ။ခုနောက်မှာတော့လေယာထုတ်လုပ်မှုကအလေးချင်း ပေါင်း9,500လောက်ကိုဘတ်ဆွဲရကိုစံကျင်ပြီးလေရင်ကိုမတည်နိုင်ဖို့အတွက်လုံလောက်နေပြီပဲဖြစ်ပါတယ်။ခြေဘေးမှာရှိတဲ့ဆန်သက်ကီယာကိုပြန်တင်ရန်အတွက်စက္ကန့်60ကြာပါတယ်။အပကဘေးပေါင်း28ဘင်းကိုခေါက်သွင်းနိုင်ဖို့အတွက်နေရာငါဟုတ်ထားရှိပါတယ်။ဆိုဟာဘင်းတွေအလုံးခေါက်သွင်းလိုက်တာနဲ့တပြိုင်တည်းဂလက်ဆီလေရင်ဟာရုပ်ဆူဆူဘေးပေါစာလေးအတွင်ကနေခန်းးချက်တွေရှိတဲ့ငန်းတစ်ကောင်ဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။တဟာတနာကြီးကိုတောင်စာစီပေါင်း9,000လောက်တောက်တဲ့ မေရိကန်ရဲ့အကြီးဆုံးလက်နက်တွေကိုတည်ဆောင်တဲ့တကယ်ငန်းကြီးတစ်ကောင်ပဲဖြစ်ပါတယ်။ဒီလေကြီးတွေနဲ့အမျက်ရည်လေးပေါ်ပြန်တက်နေရတာပဲဖြစ်ပါတယ်။အကောင်ဟာတမင်းနဲ့ကိုပေး900နှုန်းနဲ့ပြန်တက်သွားပါတယ်။ဆန်စတာဟာလည်းပြန်တက်ဖို့အတွက်ပုံမှုမြန်ဆန်လအောင်ဆွတ်ဆောင်ပေးပါတယ်။အကောင်တို့ဟာလေတူနဲ့တဲ့ပေ4000ရောက်အောင်ဥတီပြန်တက်နေပြီးတောင်စားစီချွေတာမှုကလည်းပြောင်းလဲလာပါတယ်။ဒီနေရာမှာအော်တိုပိုင်းနော့စနစ်ကနေရာယူသွားပြီးယူသွားတဲ့အောင်ထိချုပ်တောင်းနေတာတဲ့ပုံမိုးတည်ငြိမ်နေပါတယ်။ဒိန်ဟုနောက်ခံမှာရှိတဲ့ပိုင်းလော့တွေအတွက်ထားရှိတဲ့နားနေကမ်းမှာလေကြောင်းလိုင်း3ထိုင်ကုန်တွေနဲ့အိတ်ဆရာများပါရှိပါတယ်။17နှစ်ကြီး ြားအတ္တလန်တိတ်ဖြတ်ကျော်မှုမှာလေယာဉ်မှုတွေပါရှိနေပေမဲ့အော်တိုပိုင်းလော့အတွက်ဗန်းစကားကတော့အလုံးလုံးနဲ့စင်အိတ်နေပါဆိုတာပဲဖြစ်ပါတယ်။ပုံမှန်တစ်ဖက်တစ်ချက်စီမှာ General Electric DF39S engine လေးလုံးကိုတစ်ဖက်တစ်ချက်စီအဆင်ထားပြီးအဆိုပါ engine တစ်ခုချင်းစီက3300ပေါင်ကိုထုတ်လွှတ်ပေးပါတယ်။အဆိုပါတုံးကန်အောင်ကို engine လေးလုံးတက်ထားတဲ့အတွက်လေးနံမြောက်ကြည့်လိုက်ပါ။ပင်လယ်ရေမျက်နှာပြင်ထံမှာအကားသားလုံးမြန်ရင်လေးလိုတုံးကန်အားရင်းနဲ့ပြန်တက်နေတယ်လို့ပြောရမှာပါ။၎င်းရဲ့အရွယ်စားဟာ၎င်းအတွက်ဆန်းသက်တယ်လို့ပြောလို့ရမယ့်အရာတစ်ခုတော့မဟုတ်ပါဘူး။နောက်ထပ်ပြောရမယ့်အရ ရာကတော့အဆိုပါလင်းရဲ့အမြင့်ပြန်တက်မှုအတွက်အရေးပါတဲ့တာဖို့ပံငါတွေပဲဖြစ်ပါတယ်ဆိုလိုတာကလေးအများစုကအင်ဂျင်ကိုဖြတ်သွားတာမျိုးမဟုတ်ပဲလေပတ်နေတာပဲဖြစ်ပါတယ်မိတ်ဆွေတို့တွေနဲ့အေယာမပံငါကိုကျစ်ပတ်နေတဲ့အင်ဂျင်တစ်လုံးကိုယူဆကြည့်ပါ အပူပိုင်းက၎င်းရဲ့တောင်းအားရဲ့ဆန်ခါရခိုင်နှုံးကိုဖြစ်စေပြီးအားရဲ့တောင်းအားက၈၀ရာခိုင်နှုံးကိုဖြစ်ပေါ်စေပါတယ်။ဒါကြောင့်ဂလစီဟာတာမန်အဆောက်အုံလောက်အလေးချိန်ရှိနေပေမဲ့စီဖြစ်စရာမလိုပဲမိုင်9000ပြန်တန်းနိုင်ပါတယ်။အောင်စာစီးကြောင့်ပြောရရင်ဂလစီဟာဂါလန်ပေါင်း9150ကိုလေရင်တောင်းမှာရှိတဲ့လောင်စာက12ခုမှာတင်ဆောင်နိုင်ပါတယ်။ဟာမော်တော်ကားတစ်စီးကိုတစ်ဘက်ကိုစီဂါလန်ထက်မဲ့ဆိုရင်နှစ်ပေါင်း40အထိလုံလောက်တဲ့ပမာဏပဲဖြစ်ပါတယ်။အောင်စာစီးလောင်ကျွမ်းနေရင်လည်းချိန်ကြီးမှာနှစ်နာရီကြာတခါပြောင်းလဲပါတယ်။ပြန်တန်းမှုအင်ဂျင်နီယာဟာပြန်တန်းနေရင်လည်းလောင်စာစီးဂါလန်ပေါင်း စာကို NGD တစ်ခုနဲ့တစ်ခုကြားအလေးချိန်မျှတစေရန်အတွက်ချိန်ညှိပေးရပါတယ်။လေယာဉ်မှာရှိတဲ့စီပန့်တွေကနှလုံးသွေးလည်ပတ်မှုစနစ်တစ်ခုလိုလောင်စာစီကိုတွန်းပို့ပေးပါတယ်။တစ်ခုခုမှာရင်းရင်တော့လေယာဉ်ဟာအမိပိုင်းကလေးလံတာမျိုးဒါမှမဟုတ်ထင်းချုံကခဲရင်တဲ့ပြဿနာတစ်ခုခုဖြစ်နိုင်ပါတယ်။ဒီလိုချိန်တွေမှာမြေပြင်ကနေပေ၄000အထက်မှာပြန်တန်းနေရတာဟာကြော်စရာကောင်းလာမှာတော့မဟုတ်ပါဘူး။ကြောက်ကြည့်မှလည်းစီတန်းကြီးတွေရှိနေတာတော့အဖတ်တော်ကိုရောက်ချင်သွားချင်တဲ့ဆိုရင်တော့ပေ၄000အထက်မှာပဲရန်နာဖို့လိုအပ်ပါသေးတယ်။အချိန်မှတော့၎င်းစီကိုနောက်ထပ်လင်းရဲတစ်စီးရောက်လာပါပါ။ AC135 ဟာအခြေခံအဖြစ် ြင့်ပြောရရင်ပြန်တန်းနေတဲ့ဓာတ်ဆီဆိုင်တစ်ခုပါ၎င်းရဲ့စီပန်းပြုံတွေကိုထုတ်လိုက်ပြီးလေယာဉ်မောင်းကန်းပေါ်မှာရှိတဲ့အကန့်တစ်ခုတည်းကိုပလတ်ထိုးသလိုဆက်သွယ်လိုက်ပါရယ်။ပေါင်းစားစီတွေကတမိနစ်ကိုပေါင်6000နှုန်းနဲ့စီးဆင်းနေပါရယ်။တစ်ချိန်စီးဖြစ်ရင်ပေါင်3000လီတာနဲ့ပြောရရင်တသိန်း1254လီတာဝန်ဆက်ပြီးအခြေခံအဖြစ်ပြောရရင်တော့တန်ထာကြီးကိုကီလိုမီတာ400နှုန်းနဲ့ပြန်တန်းနေစဉ်အတွင်းအလေးချိန်ကနှစ်စာတိုးသွားပါရယ်။ဒါပေမဲ့အခုလိုစီးဖြစ်တဲ့လုပ်ငန်းစဉ်ကတော့လေယာဉ်အတွက်ဝယ်ကူတဲ့လုပ်ငန်းတစ်ခုလို့ပြောလို့ရပါရယ်။ ခက်ခဲတဲ့အပိုင်းကတော့၎င်းကိုထိန်းချုပ်ရတဲ့အပိုင်းပါ hydrolysis နှစ်တွေက10မိနစ်တူကိုတော့ဖျက်ပြစ်နိုင်တဲ့ PR တွေနဲ့လုံဆောင်နေတာပဲဖြစ်ပါတယ်ဒီစနစ်တွေအားလုံးကို titanium နဲ့ပဲပြုလုပ်ထားပါတယ်အကြောင်းကတော့10မိနစ်တွေဟာခက်ခဲတဲ့အကွေလေးတွေမှာ၎င်းတို့ရဲ့ကိုယ်ပိုင်အလေ့ကျင့်ရဲ့အောက်အောက်ကွဲသွားနိုင်တာအကြောင်းပဲဖြစ်ပါတယ်ဒီလို titanium ပြုံးတွေကိုပေ200လောက်လင်းကိုတွေတဲ့တစ်ချက်တက်ဆင်ထားပါတယ် လေကြားတက်ဆင်ထားတဲ့ hydraulics နဲ့လေကူဟာအရန်စနစ်တစ်ခုကိုထောက်ပံ့ပေးပါတယ်။တစ်ခုကပျက်စီးသွားရင်လည်းပြဿနာရှိမှာမဟုတ်သလိုနှစ်ခုပျက်စီးသွားရင်တော့ဆက်လက်ပြန်တန်းနေဦးမှာပဲဖြစ်ပါတယ်။သုံးခုပျက်စီးသွားမယ်ဆိုရင်တော့မြေပြင်ကိုဆင်းသက်ရမှာဖြစ်ပြီးအခါတွေးကြည့်ရင်တော့စိတ်ဝင်စားစရာဖြစ်ပါတယ်။ အဒလန်လေးကို17နှစ်ကျော်ဖျက်တမ်းလာခဲ့ပြီးတဲ့နောက်ကလစီယာပေပေါင်း၄တောင်းတထောင်မှပိုလန်နိုင်ငံကိုဆက်သက်လာပြီးချိန်မှာတော့လောင်စာစီပေါင်း၅သိန်း၅တောင်းကိုအသုံးပြုပြီးဖြစ်ပါတယ်။လေးချိန်တန်း60လောက်ရောကျသွားတဲ့အချိန်မှာကလစီယာပြန်တမ်းမှုစနစ်ကပြောင်းလဲသွားပါတယ်။ဆင်းသက်လာတဲ့အချိန်မှာလေးချိန်ဟာပေါင်း၅သိန်း၄တောင်းလောက်သာဖြစ်နေပေမဲ့၎င်းဟာကုန်ပြည့်တင်ထားတဲ့747လေးရင်ထက်လေးချိန်ပိုနေတာတွေ့ရမှာပါ။ဆင်းသက်မှုကိုမြေပြင်ပြေးလာတဲ့မိုင်ပေါင်း150အကွာလောက်ကနေစတင်ပါတယ်။ကလစီယာပုံမှန်ဆင်းသက်တဲ့3ဒီဂရီဆောင်းပြီးဆင်းသက်ရမယ့်အစား5ဒီဂရီဆောင်းပြီးဆင်းသက် ပါတယ်။ဒါဟာစစ်တပ်ရာမှာပုံမှုအရှင်လျှော့ဖို့လိုအပ်တာကြောင့်ပဲဖြစ်ပါတယ်။အငုံတွေဘုံကနေလေးတန်တဲ့အရာဝတ္ထုတစ်ခုကိုလျှော့ကြတာမျိုးလို့တွေးကြည့်လိုက်ပါ။ပုံမှန်အဖြစ်ကလေးစီဟာလင်းပြည်ထောင်ပေါ်မှာစစ်တပ်နိုင်ဖို့အတွက်15မိုင်လောက်လိုအပ်ပါတယ်။10မိုင်လောက်အကွာမှာစစ်တပ်ဘိန်းတွေစတင်အလုပ်လုပ်ပြီးဒါဟာစစ်တပ်ဘိန်းတွေချဖို့အတွက်မေးကြောခြင်းမရှိအောင်ကြိုတင်လှုပ်ဆောင်တာမျိုးမဟုတ်ပါဘူး။ပြင်မှာလင်းဘိန်း20ဘိန်းကိုခောက်ပြီးတင်ထားတဲ့ အဟွက်၅ခုကိုလေရင်ဥပိုင်းကနေပြီး250နော့ရှိတဲ့လေယာဉ်တွေကတိုက်ခတ်နေတာပါ။စစ်တပ်ကရာကနေစတင်အသက်ဝင်လာပြီးဘိန်းအဟွက်တွေရဲ့တကားဘောက်ကစတင်ပွင့်လာတဲ့အချိန်မှာတော့လေရင်အချိန်ဟာ20နော့စီလျှော့ကျလာပါတယ်။ဒါတကားဘောက်တွေကနေလေတီးဖွင့်ချလိုက်သလိုပါပဲ။ဘိန်းစတင်ဆင်းသက်လာတာနဲ့အမျှပင်မကီယာလို့ခေါ်လို့ရမယ်။အနောက်ဖက်ဆင်းသက်ဘိန်းတွေကဘိန်းခန့်ရဲ့အနောက်ဖက်ပေ130အကွာမှာပြေးလာနဲ့စတင်ထိလိုက်တဲ့အချိန်မှာတော့လေရင်မှုတွေကကွဲပြားစွာတွေ့တော့တွေ့ချက်ရမှာဖြစ်ပါတယ်။ဘာလို့လဲဆိုရင်၎င်းကိုမမြင်နိုင်တဲ့အတွက်ကြောင့်မမြင်ရတဲ့အရာတခု ူဆင်းသက်နေတာပဲဖြစ်ပါတယ်။ပေ90လောက်ပြေးလာတဲ့ထိမိပြီဆိုတာနဲ့လေရင်မှုကလေရင်ဥပိုင်းကိုအနှဲငယ်ပေါ်လိုက်ပါတယ်။ ဆိုပါနောက်ဘက်ဆင်းသက်ဘင်းအကုန်လုံးကလင်းပြင်းလန့်မကိုလောရကြီးနဲ့အလေးချိန်ပေါင်း9သိန်း4သောင်းအားနဲ့ဆင်းသက်လာပါတယ်။လင်းဥပိုင်းကတော့လေထဲမှာပဲရှိပါသေးတယ်။လင်းမှုက၎င်းကိုလွှတ်ချလိုက်ရမယ့်အစားလေထဲမှာဆက်လက်ပြီးပြန်တန်းနေစီတာပါ။လင်းများအလုံးပြင်းလန့်နဲ့ထိလိုက်တာနဲ့အမှန်တစ်ဖက်စလုံးမှာရှိတဲ့စပိုင်လာပန်နဲ့ရှစ်ခုကအေယာမက်လက်တွေလိုထွက်လာပြီးလေထုကိုတောင်ပန်တွေကနေပြီး40ရာခိုင်နှုန်းလောက်ထိမ့်ညှိပေးပါတယ်။အဒီနောက်မှာတော့ကလစီလင်းဟာရပ်တန့်နေတယ်လို့ယူဆရတဲ့ရွှေရှားမှုတစ်ခုပေါ်လာပါတယ်။ Thread reverse deploy ။ဒါကအိဆိုးကိုပိတ်ထားတဲ့တပ်ထုပြားတွေမဟုတ်ပါဘူး။အင်ဂျင်တွေကိုပြောင်းပြန်တုံးကားဖြစ်စေအောင်တပ်ဆင်ပေးထားပြီးလေယာဉ်ကိုပြန်လည်တုံ့ကန်ပေးတဲ့စနစ်တစ်ခုပဲဖြစ်ပါရယ်။ အဆိုပါအင်ဂျင်ကနေထွက်တဲ့ကြောင်းမြန်တုံးကဟာဘရိတ်တွန်းအားပေါင်ချောင်းတောင်းကိုဖန်တီးပေးပြီးဒီအကျိုးတရားမှုကိုလက်တွေ့မြင်နိုင်တဲ့အရာတစ်ခုကလေရင်ပြေးလမ်းပေါ်မှာရှိတဲ့အမိုက်တရိုက်တွေဟာလေရင်ရှေ့ခန်းကပျော်ရွှင်ပေါက်တွေစီကိုလွင့်ပြန်သွားတော့ကိုကြည်ရင်သိရှိနိုင်ပါတယ်။အဆိုပါကြောင်းမြန်တုံးကစနစ်သားမရှိပါကဂစီလေရင်ဆင့်တက်ဖို့အတွက်ပြေးလမ်းထဲနှဆဖို့ရှိတဲ့လေရင်ပြေးလမ်းတစ်ခုလိုအပ်မှဖြစ်ပါတယ်။ဒါပြင်ဘရိတ်တွေကလည်းအပူဓာတ်ကြောင့်မီးလောင်သွားနိုင်ပါတယ်။ဘရိတ်ဘက်ကိုကြည့်မယ်ဆိုရင်ကာဗွန်မျောတွေနဲ့လုံဆောင်ထားပြီးအုန်းရထားတွေတကူတောင်ရက်တန်ထိုင်လောက်တဲ့ဆွမ်းဆောင်ရည်မျိုးရှိပါတယ်။ဘရိတ်တွေရဲ့အပူချိန်က ဟာ2000ဒီဂရီစင်တီဂရိတ်ထိရှိပါတယ်။ဒါဟာအလူမီနီယံကိုတောင်ရေပျော်သွားနိုင်တဲ့အပူချိန်မျိုးပါ။ခေါင်းတို့ကိုအေးကန်ဘန်ဂါရီနဲ့လေယာဉ်နှာပြီးနောက်ထပ်45မိနစ်ကြာလောက်တဲ့အထိပြန်ပေးထားရမှာဖြစ်ပါတယ်။ညွေကွင်းမထွက်အောင်ဓာတ်ဆီးပြီးနေတဲ့အရာမအချောက်ခံစက်ကြီးတွေလိုတန်ထွက်နေအောင်မှာဖြစ်ပါတယ်။စီကိုရက်တန်ဖို့အတွက်ပေ600ဒါလိုအပ်တော့လဲ သုံးပြုသူတွေလက်တောင့်တတာဖြစ်စေဖို့အတွက်ပေးရှိရလောက်သုံးပါရယ်။ပြင်ရတံပြီးတာနဲ့ကုန်ပစ္စည်းတွေချားခြင်းလုပ်ငန်းကိုလုံဆောင်နိုင်ဖို့အတွက်၎င်းရဲ့ခေါင်းပိုင်းကိုအထက်ကိုလှန်လိုက်ပြန်ပါရယ်။ခေါင်းကလည်းအီဘရန်တင်ကားတွေစစ်သက်နိုင်အောင်ဘိန်းကိုနှိမ့်ချပေးလိုက်ပြန်ပါရယ်။ဒီနဲ့အမေရိကန်ကနေ၁၄နာရီလောက်ပြန်တန်းလာတဲ့တင်ကားတွေဟာအမေကိုရောက်ရှိပြီပဲဖြစ်ပါရယ်။နေရာဟာတာမန်လေယာဉ်ခွင့်ဖြစ်နေပေမဲ့ကစီတွက်ကတော့ပြည်ပြည်စုံလုံးနဲ့လေယာဉ်ပြည်နယ်တွေလိုအပ်နေတာတော့မဟုတ်ပါဘူး။ပြည်ပြည်လမ်းမတွေ၊ကန္နာယာအစုံတွေနဲ့ရေကဲပြည်တွေမှာလည်းစဉ်သက်နိုင်ပါရယ်။နောက်ကုန်တဲ့လေယာဉ်တွေအတွက်ပြည်ပြည်စုံနဲ့ပြည်လမ်းလိုပေမဲ့ ၎င်းတို့ကတော့လိုအပ်တဲ့အချိန်လိုအပ်တဲ့နေရာကိုသွားရောက်နိုင်ပါတယ်။ဟောင်ကောင်ကုမ္ပဏီ၃ခုကအစားထိုးရန်အတွက်စူးစမ်းကြပြီမဲ့အလုံးကပြက်ကွက်ခဲ့တာကြောင့်တက်ဟာနောက်ထပ်2040အထိအသုံးပြုနိုင်အောင်10ဘီလီယံအသုံးပြုသွားမှာဖြစ်ကြောင်းတင်ပြရင်းနဲ့လူလေးကိုအဆုံးသတ်လိုက်ပါစီ။အမှလည်းအခုလိုစစ်ပဆိုင်ရာအကြောင်းအများနဲ့ကုလဆိုင်ရာအကြောင်းအများကိုဆက်လက်တင်ဆက်ပေးနေမှာဖြစ်လို့ဒီ channel လေးကို subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုပါစီ။ဒီလိုတခုမှပြန်လည်ဆုံးဖြတ်ကြပါစို့လို့ပြောရင်းဆက်လိုက်ပါရစေ။ကျွန်တော်ကတော့ပြီးဆိုပါ။